နိုင်ငံတော်ဝန်ရှိဒေသကြီး6ခုမှာငလင်ပေးတံကို ပြင်းထန်ခန်းစားရပြီးနောက်မွန်ပြည်နယ်စစ်ကောင်စီကဌာနဆိုင်ရာဝန်ထမ်းတွေကိုကိုယ့်ရဲ့ကြာပြေးယူဖို့ညွှန်ကြားထားတယ်လို့စစ်ကောင်စီနဲ့နှိစက်သူတွေထံကနေသိရပါတယ်။ပြည်နယ်စစ်ကောင်စီဟာပြည်နယ်ခရိုင်နဲ့မြို့နယ်စင်တီဌာနဆိုင်ရာအလုံးရှိဝယ်ယူသင်းတွေကိုဧပြီလ10ရက်နေ့ကနေဧပြီလ16ရက်နေ့ထိပြေးယူပတ်ဖို့ညွှန်ကြားထားတာပါ။ပြေးယူပတ်ရာနေရာတွေကိုတော့သက်ဆိုင်ရာမြို့နယ်တည်တည်ရှိဓမ္မယုံတွေ၊ဇီတီပထိုးတွေနဲ့ဌာနဆိုင်ရာယုံတွေမှာ နေ့စဉ်ည9နာရီမှစတင်ကအန်ရကင်းယတနာတုတ်ပြေးကိုကိုးကောက်ရွတ်ပတ်ဖို့ညွှန်ကြားထားတာဖြစ်ပါတယ်။ယတနာတုတ်ပြေးကိုကိုရဲ့တိတိရွတ်ဖက်ခိုင်းတာဟာနိုင်ငံတော်အေဂျင့်တရားစီဖို့နိုင်ငံတော်ဝန်ဘေးအန္တရာယ်ကင်းရှင်းစီဖို့နဲ့ပြည်သူတွေစိတ်ကြည်နူအေဂျင့်စီဖို့ရွယ်ပြီးရွတ်ဖက်ခိုင်းတာဖြစ်တယ်လို့ဆိုပါတယ်။ဆရာတော်တပါးကတော့အန်ရကင်းယတနာတုတ်ပြေးကိုရွတ်ဖက်တာကောင်းဝင်မယ်။အတင်းကျပ်မဖြစ်မနေသဘောမျိုးရွတ်ဖက်ခိုင်းပါကတယောက်မှုရှိမှာမဟုတ်တယ်လို့ထိရောက်မှုလည်းမရှိနိုင်ဘူးလို့ မိကြပါတယ်တပတ်မှာစစ်ကောင်စီကမွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်းဟာအခြားဒေသတွေမှာတဘာဝေးဖြစ်တာဖြင့်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေတေဆုံးထိခိုက်မှုများပြားတဲ့ကာလတွေမှာလည်းပိရိတ်ပဋ္ဌာန်းတွေကိုရွတ်ပတ်ခိုင်းလို့ရှိတယ်လို့စစ်ကောင်စီနဲ့နှိစက်သူတွေကပြောကြပါတယ်။ဒါ့အပြင်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေတိုက်ပွဲတွေမှာဘေးကင်းစေဖို့အတွက်ဆိုပြီးတပ်မစင်းမဟာပဋ္ဌာန်းပွဲပြုလုပ်တာတွေပြီးပိရိတ်ရွတ်ပတ်တာတွေကိုလည်းဒေသတွေမှာမကြာခဏလှုပ်ဆောင်ခိုင်းတာတွေရှိတယ်လို့သိရပါတယ်။